ရန်ကုန်တိုင်းအစိုးရအဖွဲ့ကိုလွှတ်တော်ကိုယ်စားလှယ်တွေကမထိန်ချောင်းနိုင်တာလွှတ်တော်ဥက္ကဋ္ဌကြောင့်ဖြစ်တယ်လို့ဒလမြို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ကပြောဆိုလိုက်ပါတယ်ကိုလင်းဆောင်သတင်းပေးပို့ထားပါပါရှင်အခုအစိုးရလက်ထက်မှာအစိုးရအဖွဲ့နဲ့ဥပဒေပြည်ရေးပိုင်းကလွှတ်တော်ကိုယ်စားလှယ်တွေဟာအပြန်အလှန်ထိန်ချောင်းနိုင်တာတွေမရှိဘဲအစိုးရအဖွဲ့ကပဲလွှတ်တော်ကိုယ်စားလှယ်တွေကိုအသုံးချနေတာတွေရှိတယ်လို့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တချို့ကပြောပါတယ်လွှတ်တော်ဥက္ကဋ္ဌကြီးကခုနလောနေရာတကမှာဟိုပေချခြင်းတဲ့သဘောတွေရှိတဲ့အတွက်ကြောင့် ော်တော်များများကိုယ်စားလေတွေကလည်းအုတ်ဓာရီပုံမှာဘဝင်မကြဘူး။ဘာလို့ကိုယ်စားလေတွေကအရေးရှင်းမရှိလို့မဟုတ်ဘူး။အရေးရှင်းရှိတယ်၊လုံရေကန်ရင်လေးရှိတယ်။အစိုးရအဖွဲ့တော်တောင်မှကျွန်တော်ကထိန်ချုပ်လို့လွှမ်းမိုးလို့ရတဲ့အနေအထားတည်းရှိတယ်ကျွန်တော်လွတ်တော်ကိုယ်စားလေတွေက။ဘာကြောင့်လဲဆိုရင်အဲကောင်းကောင်းကောင်းဒီလွတ်တော်ကိုယ်စားလေတယောက်ရဲ့အဲတာဝန်တွေလုပ်ပိုင်ခွင့်တွေကိုကျင့်ညက်တယ်။နောက်ဥတွေကိုလည်းကောင်းကောင်းနားလေတယ်။ဒါပေမဲ့အဟန့်တားဖြစ်နေတာဥထားပဲ။အဲ့ဒါကြောင့် ျွန်တော်ဒီစေလအတို့အတွက်မှာကျွန်တော်အစိုးရအဖွဲ့ကိုလွတ်တော်ကမလွှမ်းမိုးနိုင်ဘူးဒါမှမဟုတ်မထိန်ချောင်းနိုင်ဘူးဆိုတာအဲ့ဒါထင်ထင်ရှားရှားအချက်လည်းပဲအစိုးရဟောင်းဖွဲ့ကအတိုက်ခံတွေဖြစ်အတိုက်ခံတွေကအစိုးရဖြစ်လာတဲ့အချိန်မှာမှန်ကန်တဲ့ထောက်ပြဝေဖန်မှုမျိုးတွေနဲနေတာကလည်းအစိုးရနဲ့လွှတ်တော်အတွက်မကောင်းဘူးလို့ညမအေးလေးလာသုံးသက်သူတို့ကထောက်ပြပါတယ်ဆိုတော့ပြီးခဲ့တဲ့ကာလမှာလည်းကြံ့ခိုင်မှုမျိုးရေးပါတီက အများစုလွှမ်းမိုးတာတယ်ဆိုတော့အခုကျတော့ဒီ NLD ပါတီကအများစုလွှမ်းမိုးတာတယ်ဆိုတော့အဲ့တော့လွှမ်းမိုးတဲ့အနေအထားမှာကျွန်တော်တို့ဘာခေါမလဲအတိုက်ခံနေအသာမထွက်နိုင်ဘူးဖြစ်နေရတယ်ပေါ့နော်ဆိုတော့ဒါကလည်းကျွန်တော်မြင်တာကဒီကြန့်ခိုင်ဖို့ပြေးပါတီကလည်းသူအတိုက်ခံလုပ်ခဲ့ဘူးတဲ့ပါတီမဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့ဒီအနေအထားမှာသူကအခုချိန်မှာဘယ်လိုမျိုးဟိုစဉ်းစားနေတယ်လဲတော့ကျွန်တော်သိချမသိဘူးအဲ့တော့ကြာနေတဲ့သူတွေကလည်းဟိုအခုချိန်မှာပြောရဆိုတာတော်တော်ခက်ပါတယ်ခက်တယ်ဆိုတာက ပြောမယ်ဆိုလို့ရှိရင်ဒီထောက်ခံတဲ့အသူတွေနဲ့ဒီခုနလိုနည်းနည်းလေးဝေဖန်မိရင်တော့အားလုံးကဝိုင်းပြီးတော့ဟိုဆိုဆဲကြမဲ့သဘောမျိုးတွေရှိတယ်လေဆိုတော့အဲ့ဒီနေထားမှာကျတော့အတိုက်ခံနေတဲ့အသံကတိတ်သွားသလိုဖြစ်သွားတယ်ဆိုတော့အဲ့ဒါကတော့ကျွန်တော်ထင်တယ်မကောင်းဘူးလို့ထင်ပါတယ်တကယ်တော့မှန်ကန်တဲ့ထောက်ပြဝေဖန်မှုတွေကဘယ်အဆိုးရဖြစ်ဖြစ်ပေါ့နော်လိုအပ်ပါတယ်ရန်ကုန်ရဲလူတော်ကလူငယ်အမတ်တူဖြစ်တဲ့ဥနေပုံလက်ကတော့မန္တန်ကြီး၃ခုရှိပေမဲ့နိုင်ငံဝန်ထမ်းတွေအများစုဟာအုတ်ချုပ်ရေးမန္တန်တစ်ခုကိုပဲဦးစားပေးနေတယ်လို့ဝေဖန်လိုက်ပါတယ်အုတ်ချုပ်ရေးကိုပို့ပြီးတော့ အသားပေးတယ်ဗောနော်အုပ်ချုပ်ရေးကလူတွေပဲပါဝါပိုကြီးတယ်ဆိုတဲ့ပုံစံမျိုးမြင်နေတယ်အဲ့ mindset ကတော်တော်ဆိုးတဲ့ mindset ဒီမိုကရေစီစနစ်အတွက်တော်တော်လေးကိုဒါအန်ရကြီးတဲ့ mindset လို့ကျွန်တော်အဲ့လိုပဲမြင်တယ်နော်ဒီမိုကရေစီစနစ်ကိုတကယ်သွားကြည့်နေဆိုတော့အဲ့ဒီ mindset မျိုးငါတို့ကပိုကြီးတယ်ငါတို့ကပိုအာနာပြင်းတယ်နော်အဲ့တော့ငါတို့က junior အဲငါတို့ကငါတို့က senior သမားတွေဖြစ်တယ်အဲ့လိုပုံစံမျိုး mindset မျိုးနဲ့တော့ကျွန်တော်တကယ်စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကိုကျွန်တော်ဘယ်လိုမှမသွားနိုင်ဘူးနော်အဲ့ဒီ mindset တွေကိုကျွန်တော်တို့အကြီးအကဲတွေရောနော်ကျွန်တော်တို့ဒီဝန်ထမ်းတွေရောကျွန်တော်တို့ပြင်မရလိမ့်မယ် အစိုးရအကြက်တွေ့စေမဲ့အစိုးရမိခိုးနေမမေးဖို့တားမြစ်ခံထားတာကြောင့်ဖြစ်တယ်လို့လည်းလွှတ်တော်ကိုယ်စားလှယ်တချို့ကပြောပါတယ်။ရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်ကလွဲရင်ကြံနေတဲ့လွှတ်တော်အရရမှာ အာဏာရပါတီအစိုးရရဲ့ကိုယ်စားလှယ်တွေကပဲလွှတ်တော်မှာအများစုဖြစ်ပြီးတော့လွှမ်းမိုးထားတဲ့အခြေအနေတွေဖြစ်နေတာပါ။ကျွန်တော်ကလင်းဆက်အောင်ပါ။